အိန္ဒိယနိုင်ငံပြည်နယ်လွှတ်တော်အမတ်တချို့ကမြန်မာပိုင်နဲ့ကဘော်ချိုင်ဝမ်ကိုပြန်လည်ရယူဖို့နဲ့ချင်းပြည်နယ်ကိုအိန္ဒိယနဲ့ပေါင်းစည်းဖို့ပြောဆိုလာမှုတွေဟာစစ်အာဏာသိမ်းမှုကြောင့်တိုင်းပြည်အောက်ကျနောက်ကျဖြစ်နေရတယ်ဆိုတဲ့အချက်ကိုမိမောင်းထိုးပြလိုက်တာလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်က People's Spring ကိုပြောပါတယ် တန်းပြည်ရဲ့အချုပ်အခြာအာဏာကိုရွေးကောက်ခံအစိုးရတရက်စီကနေအတင်းအာဓမ္မစစ်အာဏာသိမ်းလိုက်တဲ့နောက်ဆက်တွဲရလအဖြစ်အိန္ဒိချင်းနိုင်ငံတွေဒေသတွေနိုင်ငံတွေကြားမှာတန်းပြည်အောက်ကျနောက်ကျဖြစ်နေရတယ်ဆိုတဲ့အချက်ကိုမိမောင်းထုတ်ပြတာဖြစ်တယ်လို့သူကဆိုပါတယ်။ရွေးကောက်ခံအယက်သားအစိုးရခေါင်းဆောင်တွေကိုတရားမဝင်ဖမ်းဆီးဆွတ်ဆွဲအကျဉ်းချထားတဲ့အပြင်အချုပ်အခြာရဲ့မူလပိုင်ရှင်ဖြစ်တဲ့ပြည်သူလူထုကိုနေစင်နဲ့အမျှစိတ်ရောကိုယ်ပါပင်ပန်းဆင်းရဲမှုတွေဖြစ်အောင်ဖိနှိပ်ရက်ဆက်အကြမ်းဖက်နေတာကြောင့် တိုင်းပြည်ရဲ့အချို့အချာအာဏာဟာအာနယ်ချိနေတဲ့အခြေအနေကိုရင်ဆိုင်နေရတယ်လို့ဝန်ကြီးတော်စင်မအောင်ကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ10ရက်နေ့မှာကျင်းပခဲ့တဲ့အိန္ဒိယလွှတ်တော်မှာရုရှားစာဘာပါတီအမတ်ဆာနာဂျိုဘာကမြန်မာနိုင်ငံပိုင်းနဲ့ထဲကစကိုင်းတိုင်းနဲ့ချင်းပြည်နယ်အဆက်မှာရှိတဲ့ကဘောချိုင်ဝမ်းကိုမဏိပူရပြည်နယ်အတွက်ပြန်လည်ရယူပေးဖို့ဓမ္မမဟုတ်ရောချင်းငွေတောင်းဆိုဖို့အိန္ဒိယဗဟုအစိုးရကိုအဆိုပြုခဲ့ပါတယ်။ ပြီးတော့အိန္ဒိယမီဆိုရန်ပြည်နယ်လွှတ်တော်အမတ်တဦးကလည်းချင်းပြည်နယ်ကိုအိန္ဒိယနဲ့ပူးပေါင်းဖို့မကြသေးခင်ကစီယုံပြောဆိုခဲ့ကြောင်းသိရတာပါမီဆိုရန်ပြည်နယ်လွှတ်တော်အမတ်ရဲ့စီယုံပြောဆိုမှုကိုချင်းအမျိုးသားတပ်ဦး CNF CNA ပြောရေးဆိုခွင့်ရှိသူဆလိုက်ထနီကလည်းအတည်ပြုပြီး CNF ရဲ့ဌာနချုပ်တရှိရာချင်းပြည်ကောင်စီရုံးဆိုင်ရာမျိုးကိုမီဆိုရန်ပြည်နယ်အမတ်လာရောက်တဲ့အချိန်ကပြောဆိုခဲ့တာလို့ပြောပါရယ်ဒါပေမဲ့ချင်းအမျိုးသားတပ်ဦး CNF CNA က အခြားနိုင်ငံတွေရဲ့အချုပ်အခြာမှာပါဝင်ပေါင်းစည်းဖို့မူဝါဒမရှိကြောင်းနဲ့အာဏာရှင်မှတ်သမျှကိုအပီးချေမှုန်းပြီးဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးအတွက်တိုက်ပွဲဝင်နေတာလို့ဆလိုင်းထန်နီကပြောပါတယ်။ UNG နိုင်ငံခြားရေးဝန်ကြီးကလည်းလူဦးတော်လိုင်းရေးမှာပြည်내သူပြည်내သားမြန်မာနိုင်ငံသားတွေဟာတာဝန်သိစွာနဲ့မိမိတို့တိုင်းပြည်ဂုံတိုက်ခါနဲ့အချုပ်အခြာအာဏာကိုပြည်သူလူထုလက်ဝဲပြန်လည်ရရှိရေးအတွက်တိုက်ပွဲဝင်နေကြတာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ခိုင်မာတဲ့တန်ိဋ္ဌာန်ချထားတာဟာမြန်မာနိုင်ငံဂုံတက်ခါရှိစွာနဲ့ပြန်လာနိုင်ဖို့အတွက်ဖြစ်တယ်လို့မှတ်ချက်ပြုပါရယ်။ကျမတို့အတိုင်းပြီးအချုပ်အခြာအာဏာသူ့နေရာသူပြန်ရောက်ဖို့ပဲအဓိကမျက်ခြေမပြတ်ဆောင်ရွက်သွားမှာပါလို့ဝန်ကြီးဒေါ်စင်မအောင်ကပြောပါရယ်။အာဏာသိမ်းစစ်ကောင်စီအဖွဲ့ပြောရေးဆိုခွင့်ရှိသူစောမင်းထွန်းကအိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့နှစ်နိုင်ငံဆက်ဆံရေးပြတ်ပြားအောင်မလုပ်သင့်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနည်းမြေပိုင်ဆိုင်မှုကိုလေးစားသင်ကြောင်းပြောပါတယ်။ပြီးတော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့မြန်မာနိုင်ငံအနေနဲ့အသိပေးတင်တာတွေပြောဆိုတင်တာတွေကိုဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာဖော်ပြထားပါတယ်ရှင်။